ဒီတသိန်းကြီးကိုခொနကဆယ်လင်းမျိုးသောအချင်းအားဖြင့်ကျင်းခံများစွာတက်ခတ်တက်ခတ်လေ့ကျင့်ရတယ်လေ့ကျင့်ပြီးတဲ့အချိန်ခါမှာမိမိဒီကတိုင်းလေးချက်ကကျင့်ခဲ့တဲ့ကတိုင်းတစ်ခုခုပေါ့အထူးသဖြင့်အာလောကကတိုင်းဖြစ်စေဩဒဒကတိုင်းဖြစ်စေတေဇောကတိုင်းဖြစ်စေပေါ့အလင်းရောအကောင်းတဲ့ဒီကတိုင်းတစ်ခုခုကိုသရုဒ္ဓဆံသမာဓိဆိုင်အောင်သမာဓိထူထောင်ရတယ်ထူထောင်ပြီးတဲ့အချိန်ခါမှာယောဂီပုဂ္ဂိုလ်ကဘာလို့ရတယ်လဲရှင်ဦးစွာ အနိကဆုံးအရိယာဘုံမှာရှိနေတဲ့အပြုအမူလေးတွေကိုလှမ်းပြီးသိသိရတယ်။ဒါကတော့ယုံနံကိုမသိသိနိုင်တဲ့ယောဂီတွေအတွက်ပြောတာပါ။အကယ်၍ယုံနံကိုသိသိထားပြီးတဲ့ယောဂီဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီပုဗ္ဗေနိဝါဒနုဒတိအပင်ကြီးရဲ့အာယုန်ကြီးက၄ခုရှိပါတယ်။ခန္ဓာခန္ဓာ၅ပါးဟာလည်းပုဗ္ဗေနိဝါဒနုဒတိအပင်ကြီးနဲ့လှမ်းသိ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 လို့ရတယ်။ဥပမာဘုန်းကြီးတို့ဖျားမြတ်စွာဘုရားဆိုကြစို့နော်။ ဟောအတိတ်လေးသိချင်းတဲ့ကဘာတသိန်းတဲ့ကဒီမင်္ဂရာမြတ်စွာဘုရားတဏ္ဍမတိရှိနေတဲ့ခန္ဓာတွေကိုနှမ်းသိသိလဲရတယ်ဒီမင်္ဂရာဘုရားရှင်တဏ္ဍမဘာခန္ဓာလဲလို့မေးတော့လောကဓာတ်တရားတွေပါဝင်နေတဲ့ခန္ဓာဖြစ်တယ်ဒုမေရာရှင်အသိတဏ္ဍမတိရှိနေတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးကိုနှမ်းသိသိလဲရတယ်ထိုချင်းကကဒုမေရာရှင်အသိမမညာဘုံညာကြီးကမညာသိတော့သူ့တဏ္ဍမလောကဓာတ်တရားတွေမရှိသေးဘူးလောကဓာတ်တရားမရှိသေးတဲ့ ခန္ဓာကိုယ်တော့ဥပါဒဏ်နဲ့ခန္ဓာဆိုပြီးကြည့်လို့ခေါ်တယ်။နောက်တစ်ခုအဲ့ဒီခန္ဓာနဲ့ဆက်စပ်နေတဲ့အမျိုးအနွယ်အမိခန္ဓာနဲ့ဆက်စပ်နေတဲ့အမျိုးအနွယ်ဒုက္ခဒုက္ခအဟာရအစသည်ဖြင့်ခန္ဓာနဲ့ဆက်စပ်နေတဲ့အကြောင်းအရာတွေကိုလှမ်းပြီးသိသိလေသိသိလို့ရတယ်။ခုဒ္ဒအမျိုးအနွယ်တွေကိုသိသိလေရတယ်။ဝါဏမိမိရဲ့ယောစင်းတွေကဘယ်လို့ အာဟာရစားသုံးကြရတဲ့အာဟာရတွေကဘယ်လိုချမ်းသာကဘယ်လိုဒုက္ခကဘယ်လိုဓာတ်တွေကိုသိ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 လို့ရတယ်။နောက်တစ်ခုကတော့ပဏ္ဏတိတဲ့အမိနာမပညာအမျိုးမျိုးတွေကိုလှမ်းအာယုံယူလဲယူလို့ရပါတယ်နော်။အကယ်၍ယုံနံကိုသိသိထားတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင်တော့ထိုချင်းကမှအနိကဆုံးအရိယဘုံမှာတည်ရှိတဲ့ယုံနံကနေစပြီးသိသိသောပါ။ ယုံနာကုံပသိသိတသိတဲ့ပုဂ္ဂိုလ်ကမိမိအရိယာဘုတ်တိုင်းမှာဖြစ်ပေါ်သွားတဲ့မိမိခန္ဓာကိုယ်တစ်ခုလုံးကိုပဲခြုံငုံပြီးတော့အနိကသောအရိယာဘုတ်မှာတည်ရှိခဲ့တဲ့ခန္ဓာကိုယ်ကိုပဲအာယုံယူပြီးသိသိသွားပါအဲဒီလိုတစ္ဆတ်တစ္ဆတ်နဲ့သိသိလိုက်တာနောက်ဆုံးတော့အမိဝန်းတွင် အမိဝန်းတွင်ကနေကရလရေကြီးအခက်ကရလရေကြီးကနေပြီးတော့ဟိုဘက်သုတိအခက်ဟိုဘက်ဘုရားမှာသုတိမှာတည်ရှိခဲ့ကိုလှမ်းသိသိလိုက် သိသိလို့အောင်မြင်ပြီဆိုလို့ရှိရင်တော့အဲ့ဒီမှာဘုမေနိဝတ္တနုတ်တိအဘိညာဉ်ဆိုတဲ့အသိဉာဏ်တစ်မျိုးစပြီးပေါ်ပါတယ်။အဲ့ဒီဘုမေနိဝတ္တနုတ်တိအဘိညာဉ်ဉာဏ်ကိုရပြီဆိုရင်တော့အဲ့ဒီဉာဏ်ရနေတဲ့သူတော်ကောင်းကရှင်းဆက်ပြီးတော့ပြစ္ဆဝခဏဉာဏ်နေဖြင့်လှမ်းမြော်ပြီးဆင်ញင်ကြည့်လိုက်တဲ့အချိန်ခါမှာခဏကပြုတ်ခဲ့တဲ့အာယုံ၄မျိုးပေါ့လေခန္ဓာတွေကိုလှမ်းရှုလဲရတယ်။ဒါကတော့လောကုတ္တရာကြီးတရားရထားတဲ့ပုဂ္ဂိုလ်မှရှုလို့ရပါတယ်။ ခန္ဓာဥပါဒနဲ့ခန္ဓာတွေကိုလှမ်းရှုလဲရတယ်။ခန္ဓာနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုလှမ်းရှုလဲရတယ်။အမိနာမပညာတွေကိုလှမ်းရှုလဲရပါတယ်။အဲ့ဒီနည်းစနစ်အဖျင်ရှုလိုက်တဲ့အခါဘဝတွေကိုသာဝကတွေအနေနဲ့ကတော့ဇက်တိုက်တစ်ခုပြီးတစ်ခုရှုသွားရပါတယ်။ခုံကျော်ရှုလို့မရဘူး။ဘုရားရှင်တို့ကတော့ခုံကျော်ရှုလို့ရတယ်။အဲ့ဒီနည်းစနစ်ဖြင့်ရှုလိုက်တဲ့အချိန်ခါမှာဘဝအရာအထောက်အသိမကရှုလဲရှုလို့ရတယ်။ ကဘာစက်ဒီပုံပြက်ပုံတွေကိုလှမ်းပြီးရှုမယ်ဆိုလဲရှုလို့ရတယ်ကဘာကပောင်းများစွာရှုမယ်ဆိုလဲရှုလို့ရပါတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားကသောဧဝံတမဟိတေစိတ်တေပရိသောတေပရိယောတတေအနေငယ်နေဝိကရုပက္ခိလေတေမုတ္တဘုတေကမ္မနိယေတိတေအာနိသပတေဘုဗ္ဗေနိဝါသနောတတိညာနာယစိတ်ဓာပိနိနာမေတိ မိမိဒီတော်တတဲ့သရုတ်ရဆန်သမာဓိလေးကြောင့်ဖြစ်ပေါ်လာတဲ့လိမ့်အောင်ကြီးတွေကပြုတ်ပြုတ်ပြက်တလဲလဲတောက်ပလာတဲ့အချိန်ကိလေသာအငြင်းကြီးတွေကလည်းကင်းစင်နေတဲ့အချိန်ဘာဝနာစိတ်ကလည်းနူးညံ့လာပြီးသိမ့်မွေ့လာပြီးမိမိရှုရင်းတဲ့ဘာဝနာအမှုတွေမှာအခန့်နဲ့ဖြစ်လာပြီးတည်ရလာပြီးမတုံမလုံစိတ်ဓာတ်တွေကတည်ရှိလာပြီးဆိုရင်တော့ မိမိသိခြင်းနဲ့ရှိနေနေဘူးတဲ့ခန္ဓာအစဉ်ကိုဉာဏ်ဖြင့်အစဉ်လျောက်၍အောင့်မေ့တတ်တဲ့ပုပ္ပဏိဘသလုတ်တိဉာဏ်ရရှိရဲ့အတွက်ဤရွယ်ပြီးတော့စိတ်ဓာတ်ကို အတိဖက်တဆူပြီးတော့ညွကင်းဆိုင်လိုက်ပါလှမ်းရှုလိုက်ပါနော်သောအနေကဝီတံပုပ္ပဏိဘသလုတ်တရတိရှိနေနေခဲ့ဘူးတဲ့ခန္ဓာအစဉ်တွေကိုတို့ယောဂီပုဂ္ဂိုလ်ကလှမ်းရှုလှမ်းအောင့်မေ့မယ်ဆိုအောင့်မေ့လို့ရပြီ တဘွားရှုလည်းရတယ်နှစ်ဘွားရှုလည်းရတယ်ဘွားဘုံမြတ်စွာဒိဋ္ဌိနဲ့ချီပြီးရှုလည်းရတယ်